အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတွင်ထူးတည်ရေးသားတဲ့အိတ်တန်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်ဟူးဒီဒီချိန်မှုတ်ထုတ်လိုက်သည်လေဘူးကတခန်းလုံးပင်တောင်လောင်သွားတော်မူအလားအတော်ပင်ပြင်းထန်သွားသည် အတူထိုင်နေသည့်အင်ဒိုနီးရှားကောင်တစ်ယောက်ကအလန့်တကြားပုံစံမျိုးနှင့် သူ့ကိုကြည်နေသည်တိုးတခါကျဲတလဲတနာဤအတွဲမှာသူမှုတ်ထုံနေသော လေဘူးများကဇေကာ15ကထက်မနည်းရှိနေပေပြီယနေ့အဖို့အုံနေရန်ကျင့်တွင်တောင်ကျိုးကြကြနေရကလေးတွင်သူနေရယူလိုက်သည် ထို့နောက်တင်းပြေခွေထိုင်သည်ပြီးလင်စောင်းကြောက်ထိုင်ပြီး အုံနေရ၌ကြောက်ကဲ့၍မိထိုင်နေအောင်မီညရောက်ရင်တော့ဒူးနှလုံးကြား လက်ရှူ၍တဖက်သို့ဆောင်းဆောင်းကလေးနှင့်ကိုယ်ကိုယ်ကလေး သူအိတ်နေတတ်သည်အုပ်အော်တောင်းနေညီနေတာမျိုးမဟုတ်ပေမဲ့တယောက်နဲ့တယောက်စကားပြောနေသောအတန်များကို အခန်းကလေးထဲတွင် သူကြားနေရ၏။ဘာတွေပြောနေသည်ဆိုတာဖြင့်သူလည်းလည်းပတ်ပတ်မသိ။စိတ်ညစ်ရတဲ့အထင်နားတွေပါညီးတဲ့အကို သူပြောလိုက်တော့မှဘေးနားတွင်ငေးမိုင်နေသောမင်းဝေကတရိကက်သွားပုံရသည်။သူစကားကို မင်းဝေက အနှဲငယ်မြပင်ထောက်ခံမှုပြု၏ပြီးလင်မင်းဝေ သူ့အတွေးနှင့်သူတငုတ်တုတ်တုတ်တခါတလေတက်တခေါက်ခေါက်မကြမကြလဲသူ့လိုပင်တက်ပြင်းမောများခြားခြားနေတတ်သေးသည်သူတိရသလောင်မြမာနိုင်ငံသားဟု၍ဒီအခန်းလေးထဲတွင်တော့သူတို့နှစ်ယောက်ထဲပင်ရှိ၏ဂျန်လူများမှထိုင်းတရုတ်ပါကစ္စတန်အင်ဒိုနီးရှားများဖြစ်၏ အခြားခန်းများတွင်တော့မြန်မာများအများပြားရှိနေကြသည်ကိုသူသိသည်အခန်းတွင်မှလူများကို ဝေးဝိုက်ကြည့်လိုက်ရင်ဝမ်းနည်းလွယ်သည့်သူ့မျက်လုံးအိမ်မှာမျက်ရည်များ အလိုလိုပြည့်နှက်လာနေပြန်သည်ဒီတဲသို့စားရောက်ကလေးကယခုနေသူခဏခဏဖြစ်နေတတ်သည်စိတ်ညစ်မနေပါနဲ့ကွာညီနဲ့အကိုကတငယ်တည်းမဟုတ်ပေမဲ့တမီတည်းပါပဲနှစ်သိမ့်မှုတချို့နေမေးဝေးပြောကြောင် သူ့မျက်ရည်များကိုမျက်လုံးအိမ်ထဲမှာပင်ပျောက်ွယ်စေရန်ပုတ်တုံနေလိုက်သည်မင်းဝေက သူ့ထက်အရင်ထောင်ထဲသို့ရောက်နေနေသူဖြစ်သည် ထို့ကြောင့်သူ့ကိုစိတ်ဖိစီးမှုမများစေရန်စိတ်ခွန်အားများ နိုင်တလောက်ပေး၏ထို့နောက်မျက်နှာစာရှိတက်တဲ့ကို သူ့အကြည့်များချွေပြောင်းလိုက်သည် အလျားလိုက်ကန့်လန့်တန်းထားသောလက်လေးတစ်ခန့်တံများထူထူကြီးကို အပေါင်များဖောက်၍ ဒုတလမခန်တန်တိုင်းတန်လုံးများကလက်အဝင်အထွက်ပင်ပြုလို့ရယုံမြချ၍ဒေါင်လိုက်ထိုးဆိုင်ထားကြခြင်းကို သူမြင်နေရသည် ထိုမြင်တွင်ကြောင့်မွေးမြူမထားသည့်တိမ်ငယ်စိတ်များသူ့ထံသို့ပြန်ဝင်လာနေ၏ရုပ်တရက်ဆိုသလိုကျဲလောင်စွာအချက်ပေးတန်ကြီးတစ်ခုကြောင့်သူ့ရင်ထဲဒိန်ငနေပင်ဖြစ်သွားရသေးသည် အခန်းတွင်မှရှိကြသောဆယ်ယောက်များ လူတို့သည်တိုင်ပင်ခေါ်စရာမလိုပဲ မတ်တက်ရက်ပြီးသားဖြစ်ကုန်ကြသည် နေခင်ထမင်းစားခြင်းအချက်ပေးတံဖြစ်သည် သူလည်းဘိုက်အရန်စာနေပြီးဖြစ်၍မင်းဝေနောက်က အတင်းထလိုက်သွားတော်သည်ညီတို့ပင် တရီကြီးစွာနေလာခဲ့သည် ဆိုသောညာပြေးဆောင်ခြင်းမင်းမရလိုက်ပဲဒရဇန်းဝင်ရောက်ဖန်စီခြင်းကို သူကံမကောင်းစွာခံလိုက်ရ၏သူတွင်အထောက်ထားဟု၍ပြเสียမှရှိ အမိမြေမှာအလောက်ကိုင်းမရှိဟုသော အထောက်ထားသည်မိတို့မြအရေးမပါလားအမေအိုမက၍အဖေပဲအိုအိုသူ့ကိုမိတင်းနေထိုင်ရသည့်အကြောင်းသူတက်တလမှတ်တလပင်ပြောချင်မရပေရလင်လေလွတ်ပေးလိမ့်မည်မဟုတ် လာခဲ့ရသည့်အကြောင်းတရားများကိုတာဝန်ရှိသူသူတို့မသိခြင်းသူတို့အမြင်မှာသူသည်ဒီနိုင်ငံထဲသို့အထောက်ထားမဲ့စွာ ခိုးဝင်လာသောလူစိမ်းတယောက်မျှပင်ဖြစ်၏ ထို့ကြောင့်တရောတော်ပါဖန်းစည်းချုံတော်မှုကို သူခံလိုက်ရပြီ။နောက်ဆုံးတော့သူ့အပေါင်းအသင်းတချို့စီတို့စာလန်းပို့ထားလိုက်သည်။အဖြစ်မှန်အားအိမ်တို့အကြောင်းကြားပေးရန်ဖြစ်သည်။စိတ်ကိုဒုံဒုံချလိုက်တော့မှသူရှိုက်ရှိုက်ပြီးငိုနေမိသည်။ဒါ့ကိုကဲပေါင်းအမေရဲ့အလုံးပိတ်ကားကြီးပေါ်ရောက်သည့်အထိသူ့စိတ်ထဲတွင် တီးတိုးရေရွတ်နေမိသည်။မျော်လင့်ချက်အယောင်များ ပေကြီးပျက်စီးကုန်ရလိမ့်ပြီ။လက်ကောက်ဝတ်နှစ်ခုပူ၍ခတ်လိုက်တော့လက်ထိတ်ကိုကြည့်ပြီးသူကြောက်လန့်တုန်လှုပ်နေမိသည်။ဖယားတရားကိုယခုမှသူပူ၍တာနေမိသည်က အမှန်ပဲ။ဝေစားစကားအရလုံခြုံစိတ်ချရသည်ဟုဆိုသော နေရာကလေး၌သူအလုလုခဲ့သည်။ယခုဆိုလျှင်သူမလေးရှားသို့ရောက်သည်မှာရှိလာတနစ်စောစောပင်ဖြစ်၏။ အတိုးအကျွေးတွေအကုန်ကြေပြီးသားရေဟုဝမ်တာအားရပြောဆိုနေသော အမိအတန်များကို သူကြားရောက်နေပြန်သည်မမတ်ရရသူလာခဲ့စဉ်က အတိုးကျွေးများကို တနစ်တင်းတင်းပြေးမှကြေခဲ့သည်မမတ်ရရယခုလကုန်သည်နှင့်အမိကျိုက်နှစ်သက်ရာသုံးဆွဲခွင့်ရှိကြောင်းသူပြောပြထားခဲ့သေးသည်သူစိတ်တွေခေါင်းချောက်ချားဖြစ်နေစမှာပဲဝါးတပြန်အထက်အမြင့်ရှိသော အိုတတိုင်းကြီးများအတွင်သို့သူစီးနှင်းလိုက်ပါလာသောကားကြီးကတဟုန်တို့ဝင်ရောက်လာခဲ့တော်သည်ထောင်ဝန်းထဲတွင် လူ900ခန့်ရှိသောနှစ်ထက်အမြင့်တိုက်ခန်းများအများပြားရှိနေ၏သူမျက်စိတစုံလှမ်းမြော်ကြည့်မိတော့တိုက်ခန်းများကမဆုံးသည်အေယာမကျဲဝန်းလာသောနေရာကြီးကို သူတသက်၌ဒီတစ်ချိန်မျှပင် မြင်တွေ့ဘူး၏နနက်စာဆံပြုတ်ရယူရန် တန်းစီတော့ယနေ့သူနောက်ဆုံးနေရာရသွားသည် နောက်ဆုံးနေရာရသောသူသည်ကံဆိုး၏သို့တော့တခါတရံ၌ကံကောင်းတတ်သည် ဝေပုံကြထဲပေးနေသောတာဝန်ရှိသူတို့သည်အနောက်မှလူအုပ်ကိုကြည့်၍မလောင်ကလည်းရေထဲရောမွေခြင်းခံရ၏လောင်ကလည်းနောက်ဆုံးကြံသောလူအားတခွက်ပူထဲပေးတတ်သည် ကျုပ်ဂဏိမနဲ့ဘိုက်ဝါရဲဗျတခွက်စာပူတော့ရတယ် ခန်းထဲရောက်တော့မေးဝေကိုသူပြောသည် မေးဝေက "तू ဘာပြောပြောတိတ်ပြီးအထူးဆန်းမဟုတ်တလို့ပဲနေသည်"မေးဝေပုံစံကို "तू အကဲခတ်ကြည့်သည်စိတ်တန်ရာတစ်ခုခုရရှိနေသောလူတယောက်နှင့်တူနေ၏အနေအဆဆင်းရဲပြီးထောင်ကျနေ၍စိတ်ညစ်နေတာမျိုးမဟုတ်ကြောင်းသူ့အထင်ဖြင့်ခံမှန်းမိသည် ကိုစီပြန်ရောက်ရင်တော့ရွာမှာပဲ ကြုံရကြပန်းဖြစ်တယ်လို့လုပ်ပြီးနေတော့မယ်ကိုရ။သူစကားဆုံးတော့မင်းဝေကခေါင်းနှစ်ချက်ဆက်ညှိပြသည်။တရားရုံးကသူ့ကိုချမှတ်လိုက်သည်မှာ၆လပင်ဖြစ်၏။ကောင်းတော့ဗောညီရ။သူပါပြောပြောမင်းဝေက အကောင်းဘက်ကပဲအမြဲထောက်ခံလေးရှိသည်။အသက်ငယ်သေးသည့်သူ့အပေါ်၌မင်းဝေကစာနာတနာတတ်သောစိတ်ကလေးနှင့်ဆက်ဆံတတ်သည်။ထို့နောက် မင်းဝေက မျက်နှာစာတက်တက်ကိုစိုက်ကြည့်နေပြန်သည်။ဘာမှထပ်မပြောတော့ပဲတုံလုံးလှဲလိုက်သည်။နှစ်ဖူးပေါ်တင်းနေကြဘဲလက်ဖမိုးနှင့် ရင်ဘက်ပေါ်အုပ်နေကြညာလက်ဖွားကမင်းဝေဤအတွေးတွေအတွက်အထောက်ကူပြုနေကြဟန်တူ၏။ထောင်ကြခြင်းနှင့်ပတ်သက်၍မင်းဝေပုံစံကဘာမှတိတိတသာပြောင်းလဲသောလက္ခဏာများမတွေ့ရ။မင်းဝေသည် စိတ်နှစ်လူပင် အချိန်ပြည့် က်နေခြင်းမရှိကြောင်းကို သူခေါ်လိုက်တိုင်တရင်ရင်နဲ့နှစ်ခါပြန်ပြန်ပြီးမေးနေတတ်သည်အခန်းတွင်ညာဘက်အစွန်ဆုံးတောင်းသူလှမ်းကြည့်မိရင် သူနှကောင်းရှုံလိုက်မိသည်ဒီအခန်းလေးထဲတွင်ပဲဒူးကောင်းတတအမြင့်ပင်စီထားသောအုံနေရန်ကလေးအတွင်လူတယောက်အိမ်သာတက်နေ၏ထို့ကြောင့်သူနှကောင်းရှုံမိသည် လူတို့ချို့တီးတိုးရည်တန်းလေးများအခန်းကလေးတည်း စိုးထိတ်စွာပြန့်လွင်နေပြန်သည်ညင်းတဲ့သကောင်တရေနို့တော့သူ့ဘိုက်အတော်စာနေသည် ရောက်စားကတိတာပေမဲ့သူရောက်နေသည်မှာတုံးလာပင်ကြောနေလေပြီငကိုကထမင်းစားလေဘိုက်ကားနေအောင်စားတတ်ခဲ့သူဖြစ်၍ယခုအခါအတော်ပင်တိတာထင်ရှားစွာ ကိုခန္ဓာက ပိန်လီသေးကွေးနေတော့၏ဝမ်းပိုက်အတွင်းမှာတကွေးကွေးအော်မီတန်များသည့်အခန်းတွင် လူတိုင်းထံမှာ ကြားနေရတတ်သည်ထားထိုင်မနေဖြစ်ပေမဲ့အိမ်မပြောပဲမိန်နေသည်နေခင်းကလက်သီးဆုပ်ခန့်ထမင်းနဲ့ဟင်းတွန်ယခုလိုပင်ညဘက်၌သူ့ဝန်းကထထပြီးဟာနေတတ်သည်နေ့စဉ်ထမင်းစားလင်တက်သီးစိတ်ကလေးတစ်စိတ်ပါတတ်တော်လဲနေခင်းကသူလွန့်ပြစ်မီလို့တော့ဖယဲသည့်စိတ်အခွန်ကိုလူတယောက်ကတောင်း၍သူပေးလိုက်သည်ကိုယခုမှ နောင်တရခြင်းနေမိ၏ ယခုအချိန်၌စားကောင်းတောက်ဖွေများကို သူမမတ်မော ဖြစ်နိုင်လေထမင်းကလေးလက်တဆုပ်မြပင်သူစားခြင်းမိ၏သူအတော်ကလေးစားနေသည်ပြေးပြေးအကိုအကိုမင်းဝေမင်းဝေထမ်းမအော်ကြီးဟစ်ကျဲအတန်ကြောင့်သူပင်လန့်သွားရသည်မင်းဝေက ရောင်မီအော်နေ၏ပခုံးတို့ပြီးလှုပ်ပေးလိုက်မှရက်သွားတော်သည်အိမ်မက်မက်၍ခေယောင်ကရန်အော်ဟစ်နေသောမင်းဝေက သူလုံနှိုးလိုက်တော့မှသွားပြီးအခန်းနောက်တနေရာမှတကူတည်းရှိသော ရေပဲငုတ်ကလေးကို ဖွင့်တောင်းနေသည်။မအေးသေးဘူးလညီသူအိမ်မပြောချောင်းပြောတော့မင်းဝေကတဖက်သူဆောင်ပြီးပြန်အိပ်ဖို့ပြင်သည်။သူရေထားတော့မြည်ချန်တော့အင်တို့ကောင်တယောက်အင်သာတို့ကမှုရှူတို့ထထသွားသည်။သူမတော့ဖြစ်တော့ပြီ။တခုတည်းရှိသော ရေပဲငုတ်အင်သာနဘေးတွင်တက်ဆင်ထားခြင်းဖြစ်၏။ ရက်တွေလတွေသာအလိမ်မြန်ကုန်၍လွတ်ရက်သို့အမြန်ရောက်ဖို့သာသူစုတောင်းပြီးမျက်လုံးစုံကိုလက်နှစ်ဖက်နှင့်အတင်းဖိကပ်ပိတ်ပြီးအိပ်ပျော်ရန်ကြိုးစားနေလိုက်သည်။ညကအကိုအိမ်မက်တဲ့ထောင်ဖောက်ပြီးများပြေးနေသလားလို့မနဲ့လင်းတော့သူမေးလိုက်မိသည်။သူအမေကြောင့်မင်းဝေကပြုံးပြီးခေါင်းရမ်းပြသည်။အကိုအဲ့ဒီလိုအိမ်မက်ဆိုးကို မကြာခဏမတ်ဘူးတဲ့။ညဘက်ဖယားရှိခိုးအိပ်ဖို့ သူကဆရာကြီးလို့ပြောပြလိုက်တော့မင်းဝေရည်တန်လေးကလွင်လွင်ကလေးထွက်ပေါ်လာသည်ဘဝတွေကစိုးတယ်ကွာမသိရင်အကိုကနိုင်ငံစုံထောင်လေးလာရခီ ထွက်နေတယ်လို့ပါပဲညီကြီးဒီမလေးထောင်မရောက်ခင်ထိုင်းမှလည်းတခါကြဘူးတယ်သူစိတ်မကောင်းဖြစ်သွားရပေမဲ့မင်းဝေကအပြုံးမပြတ်ပဲရှိနေပြန်သည် သူပါဆက်ပြောရမည်မသိအောင်လဲစွန့်အပ်သွားမိသည် လင်းငါးနှစ်လောက်နေမယ်လို့စိတ်ကူးပြီးတက်လာခဲ့တာဗျာခုလိုထောင်ချလိုက်တော့မိသားစုနဲ့ရွာကို လွမ်းမိတယ်အကိုရနေရတခုသူစိုက်ကြည့်နေရင်သူ့ထံကအတန်လေးကိုမင်းဝေနားထဲသို့တွန်ချကြည့်သည်မင်းဝေကခေါင်းတဆက်ဆက်ညိတ်နားထောင်ပေးနေသည် အကိုရောအိမ်ကိုမလွမ်းဘူးလားတစ်ချိန်တခါမျှပြောပြထားခြင်းမရှိတော့အဲ့ရဲ့เจ้าကို သူမေးလိုက်မိ၏ ထောင်ထဲသို့ရောက်ပါပြီဆိုကြတဲ့ကမေဝေထံမှရွာအကြောင်းမိသားစုအကြောင်းပြောပြလို့မရှိသည်ကို သူသိ၏။အုံနေရန်သို့ကျော်မီနေရင်ကနေဥကောင်းကိုပါနေရန်၌ထိကပ်ပြီးမင်းဝေရီးပစ်လိုက်သည်။ပြီးတော့မျက်လုံးစုံကိုလက်နှင့်ပုတ်ချည်ရင်းတပြင်းမောကြီးတစ်ချက်ကမင်းဝေစီမှကနဦးထိုးကြလာသည်။ညီကကံကောင်းပါれ။တိုတိတိမင်းဝေစကားကြောင့် သူမချိပြုံပြန်ပြုံးပြလိုက်သည်အတူတူထောင်ကျနေသည့်သူကိုကံကောင်းသည် ဟုဆိုတော့သူနားမလဲအောင်ဖြစ်ရသည် တပြည့်ပြည့်အတမ်းမီအောင်လက်ချောင်းကလေးကိုမင်းဝေက ချိုးနေသည် ထို့နောက်ခေါင်းကိုဘေညာတစ်ချက်စီစက္ကနေစက္ကနေလုံနေပြန်၏သူကသာကြောင်တောင်တောင်နှင့်မင်းဝေကို ကြည်နေသည် အကိုတို့မှအိမ်မရှိတော့ဘူးကြီးပြီးတော့ ရွာလည်းမရှိချတော့ဘူး။မိသားစုအလုံးကတောတောင်တွေထဲမှာနေနေကြရတယ်။အာမေရိတန်တခုကလွဲ၍ဗဇက်အဟောင်းသားနဲ့သူဘာပြန်ပြောရမည်ပင် မသိအောင်ဖြစ်သွားရသည်။နေစဉ်ညာတိုင်းမိမိကြီးရွာကြောင်း အလောက်ကင်မရှိကြောင်းခေကာလကုံစည်းနှုံများမြင့်တက်ခြင်းကြောင့်စာဝတ်နေရေးဒုက္ခရောက်နေကြကြောင်းအကြောင်းမျိုးမျိုးကြောင့်သူလာခဲ့ရသည့်အကြောင်းများတစ်ခုတ်တရာ ူပြောပြတတ်သည်လက်တလောတွင် သူပူနေမိသည်မှာထောင်ချနေခြင်းကြောင့်ပင်ဖြစ်သည် ထောင်ထဲတွင် အစာရည်စာဝဝလင်လင်မရှိမှုအိမ်နှင့်အဆက်အသွယ်ပြတ်တောက်မှု မျောလင်းချက်များပျောက်ဆုံးမှုအမျိုးမျိုးသောအရာများကို သူရင်ဖွင့်မိသည်မင်းဝေကို သူကြည့်မိတိုင်းစိတ်တရားရနေသူတယောက်လိုပင်အိမ်နေလေအမြဲတမ်းနဖူးပေါ်တွင် လက်တင်ထားလေရှိသည် မင်းဝေမျက်လုံးအစုံသည်လည်း ဟိုးအဝေးကြီးကိုရောက်ရောက်နေတတ်သည်များကိုသူလည်းအကဲခတ်မိသည်မိသားစုနှင့်ရွာကြောင်းမင်းဝေထမ်းမှယခုမှသူကြားဘူးချင်းဖြစ်သည်အကိုဒီတစ်ခေါက်ညမာပြီပြန်ရောက်ရင်ပြန်တက်လာအောင်ပါလားစိတ်မကောင်းသည့်လေတန်းကလေးနှင့်သူမေးတော့မင်းဝေကခေါင်းကုပ်ပြီးရီကျဲကျဲလေးလှုပ်ပြနေပြန်သည်ပြီးတော့တခုခုကိုလေးလေးနက်နက်စဉ်းစားနေခြင်းကို မင်းဝေအကြည့်တွေကတဆင်တက်တီးပြနေသည်အတော်ကလေးကြာမှမင်းဝေထံမှစကားပြန်ရသည်အေးကွာစဉ်းစားထားတာပဲညီအကိုတို့မှအိတ်တမ်းမရှိဘူးလေဒီတစ်ချိန်ထမင်းစားချိန်အချက်ပေးတန်ကြီးကိုသူမကြားလိုက်မိတော့ဒီမှာ အမှန်ပဲသူနာအစုံရုတ်တရက်ပင်းသွားသည့်အလားထင်ရသည် ဘာမှမစားရသေးသည့်ဝမ်းတထွားသည်လေ ပြည့်နှက်နေသလိုဖြစ်နေ၏အခန်းတွင်မှလူမျိုးချားနိုင်ငံသားများမတ်တက်ထားရနေကြလိမ့်မည်သူကြောင်တောင်တောင်ကြီးမင်းဝေကို ကြည်နေမိသည် လက်ကိုဆွဲခေါ်တော့မှရောင်ကန်ကန်ထားရလိုက်သည် အိတ်တန်းမင်းဝေနေအတူဓမင်းစားရန်တန်းစီသည် နေရာရောက်သည့်အထိသူ့ပါဇက်ဖျားကဒီတိုးအတန်းကလေးနှင့်စိတ်မကောင်းစွာ ထွက်ထွက်ကြနေမိစေ နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ရှင်။